ဟာဒါဒုရှာနေရဲ့ကြောင်ဖူးဘူးပဲဟာဟုတ်တာပဲဒီကောင်လေးကကြောင်တကိုးတွေပဲဖမ်းကြဟိဖမ်းကြဒီလိုနဲ့သူတို့အဖွဲလေးလူမိုင်းတစ်ယောက်ကိုဖမ်းမို့လို့မာဟေးဟေးလူမနေပြီနော်တို့ကတကိုးမဟုတ်ဘူးကဒါဆိုဘာလို့ဒီကြောင်ကကိုကြီးတို့လည်းတဲဘူးရောက်နေရလဲအဲ့ဒါဝယ်လဲလို့ရောက်လာလीဘာလို့ဝယ်ရမှာလဲဒီကြောင်ကကျွန်တော်ကြောင်ပြပြီပြန်ခုချက်ချင်းပြန်ပြီဆိုင်မေးပြည့်ဟိပြည့်ပြည့်လူပိုင်းတစ်ယောက်လေး ိုတူကိုလက်ထရနဲ့လွတ်အောင်လို့အဲ့နေရာနေထွက်ပြေးတော့တယ်တရတော့ပို့ထုတ်အခွဲကဆိုင်နေဆိုင်မှာရှမ်းကောက်စေစားဖို့အတွက်စောင့်နေခဲ့ကြတယ်။အကြီးရွှေများခောက်ဆဲပြင်တာကြာလိုက်တာကွာ။ငါဘိုင်ရမ်းစာနေပြီဟ။ကြာမှာပေါ့တော်ဝဲ။ဟိုမှာရမ်းစောင့်နေရတဲ့သူမှအများကြီးလေဟာလာမှာပေါ့ တို့အဲ့လိုပြောနေတော့မှအရေးရှိများကခေါက်ဆဲပန်းကင်ပြီးတော့ရောက်လာခဲ့တာပါခလေးတွေစောင့်နေရတာကြာသွားပြီမလားရပါတယ်ရေးရှိများရဲ့အချင်းနဲ့ရေတောင်းလို့ရင်ထပ်တောင်းလို့ရရင်နော်ခလေးတွေဟုတ်ကဲ့ရေးရှိများကျေးဇူးပါအန်တော်တို့ဖိုးထူးတို့လည်းတို့မှဒါတွေခေါက်ဆဲတွေကိုစားနေခဲ့ကြတော့တယ်ဝါဘိုက်စာနေလို့လားမသိဘူးနော်အရောက်အောင်စားလို့ကောင်းတာပဲနေဘိုက်စာနေလို့မဟုတ်ဘူးငပင်ရဲ့အရေးရှိများရဲ့လက်ရာကလည်း အမြင်နဲ့အဲ့အတိုင်းပဲစားလို့အရန်ကောင်းလားဩဒါမို့လူတွေအရန်ကြနေရအောင်တဘောတယောက်ကတော့ဘာမှမပြောနိုင်တော့ပဲကောင်းမပေါ်တဲ့စားနေကြတော့တယ်အတန်ကြာအောင်စားပြီးနောက်မှာငပိရဲ့ဖုန်းကထမြင်လာခဲ့ရပါဟမ်ကြောင်ကြီးကပဲဟယ်လိုမိုင်းမေငပိကြောင်လေးပူပေါ်တမင်မစားဘူးအဲ့ဒါလေနှစ်ရက်ရှိပြီမိုင်းစိတ်ပူလာလို့လာကြည့်မေလို့ရမလားဟုတ်ကဲ့ ဟိုကျွန်တော်ခုပဲလာခဲ့လိုက်ပါမယ်။အဲ့လိုပြောပြီးငပိန်ကဖုန်းချလိုက်တယ်။ဘာဖြစ်လာလဲငပိန်။ကြောင်ကရအကြောင်တကောင်ကအစားမစားဘူးပြောလို့ကအဲ့ဒါတော့ကြည့်ပြီးမလို့မင်းတို့ရောလိုက်ခဲ့ကြမလား။မင်းနေစရာလိုသေးလို့လားလိုက်မှာပေါ့ကွာ။ဟေ့တို့ပေါ့ဘာမှမရှိတော့တာကိုကုန်းစားမနေနဲ့လာသွားကြမယ်။အေးခဏလေးမိဝိုင်းလေးပြောပြောဆိုနေထွက်သွားတော့တုံပေါ်လေးနောက်ကနေပြေးလိုက်သွားခဲ့တော့တယ်။ ဖိုတူတို့အဖွဲ့သားတွေလည်းကြောင်ကရာကိုရောက်လာခဲ့ကြတယ်။ကြောင်ကရာကိုကြီးကျက်သူမေကြီးကငပိန်တို့ရောက်လာကြမလား။ဟုတ်ကဲ့မိုင်အဲ့ဒီကြောင်မမလေးဟိုတောင်းကအိမ်ထဲမှာအိမ်ပြန်လဲမထွက်သလိုအစာလည်းမစောင်း။ဟုတ်ကဲ့မိုင်ဟိုကျွန်တော်သွားကြည့်လိုက်ပါမယ်။မိဝိုင်းနဲ့တုပ်ပေါ်ကတော့ကြောင်တွေကိုစားနောက်နေရင်းနဲ့ရှိနေခဲ့ကြသည်။ဟေးဒီကြောင်လေးကဝါလာလိုက်တာလုံးတင်နေရပဲ။ဒီကြောင်ဟောပဲဟာ။ အမွှေးတွေထူပြီးတော့ပိုချစ်ပိုကောင်းလာတယ်။ဘိုးတူနဲ့ငပိန်ကတော့အစာမစားတဲ့ကြောင်သားကိုတွားလိုက်တာပါ။ကြောင်နေတဲ့အိမ်လေးတွေကိုငုံကြည့်နေရင်လည်းငပိန်ကဘိုးတူဒီကြောင်ကနေမကောင်းဖြစ်နေရများလား။อืมဟုတ်ရင်လည်းဟုတ်မှာပေါ့ဒါဆိုစီကံတော့ပြကြည့်ကြမလားอืมကောင်းပါပဲအဲ့လိုလုပ်တာပေါ့ဘိုးသူလည်းကြောင်ရှိနေတဲ့အိမ်လေးကိုလက်နိုင်ပြီးကြောင်ဝင်ထုတ်ဖို့လို့ကြောင်လေးကစကားပြောလာခဲ့တော်တယ် ငါ့ကိုမထိချနဲ့ငါနေမကောင်းနေရမဟုတ်ဘူးဖိုးတူလည်းကြောင်လေးကစကားပြောလာတော့အံ့ဩသွားခဲ့ဟာငါဘယ်ကြောင်လေးကစကားပြောနေလဲဟမ်ဘယ်တော့မှပြောလိုက်တာလဲငါလည်းမကြားလိုက်ပါလားဟေးဟုတ်လားဒါဆိုငါပဲနားကြားမှားတာများလားဟမ်နားကြားမမှားပါဘူးငါစကားပြောလိုက်တာမှန်ပါတယ်ငါစကားကိုမင်းတယောက်တည်းနားလေရတင်နေဟမ်ဖိုးတူလည်းကြောင်စကားနားလေနေတော့ အံ့ဩသွားခဲ့ပြန်နေ။ငါဘေးငါကြောင်စကားနားလည်နေရဲ့ဟ။ဟိဟုတ်လားမိုက်လိုက်တာဘလို့ဖြစ်ပြီးတော့နားလည်သွားလဲ။အဲ့တော့ငါလည်းမသိဘူးဟ။ဒါနဲ့ကြောင်နေမင်းမလို့အဲ့ဒီတည်းမှာတယောက်တည်းနေနေရလေ။ထမင်းရောဘာလို့မစားရလဲ။ငါထမင်းမစားတာမဟုတ်ပါဘူး။ငါတို့ကိုကျွေးတဲ့ထမင်းကဒိတ်လုံနေလို့မစားတာပါ။ဟိဟုတ်လား။ဒါဆိုတခြားကြောင်နေကဘာလို့စားတာလဲ။သူတို့ကငါပြောတာလက်မခံကြဘူး။ ဒိတ်လုံတဲ့အစာကိုစားနေရနှစ်ရက်ရှိပြီ။ဒါနဲ့ဘူတူလည်းကြောင်လေးပြောတာဟုတ်မဟုတ်သိကြောင်သွားအောင်လို့အဲ့နေရာကနေထွက်သွားခဲ့တော့တယ်။ဟာဟဲ့အောင်ဘူတူမင်းဘယ်သွားမလို့လဲကွ။အဲ့လိုပြောပြီးငပိန်လေးဘူတူနောက်ကိုလိုက်သွားခဲ့တော့တယ်။အိမ်နောက်တော့ဘူတူတို့လည်းကိုတော်လေးကိုရောက်လာခဲ့ကြတာပါ။ဘူတူကစင်မမတင်ထားတဲ့ကြောင်စာတွေကိုယူကြည့်လိုက်တယ်။ တကယ်ဟုတ်နေရပြီဖိုတူလုံးတညကိုနားမလည်နိုင်ဖြစ်နေရဲ့ငပိန်ကဖိုတူဘာဟုတ်တာလဲဒီကြောင်ဆောင်ရီကဒိတ်လုံနေအောင်ကြောင်လေးပူပူကပြောခဲ့တာကွဟင်ဟုတ်လား तू ကအဲ့ဒါကြောင့်မို့အဆောင်မစားလို့လေပြောတယ်အဲ့လိုလားဒါနဲ့မင်းကြောင်စကားကိုဘလို့နားလေသွားခဲ့တာလဲဟာအဲ့တော့ငါလည်းသိကြမသိဘူးဟာဒီလိုလုပ်လीဒိတ်လုံနေရဲ့ကြောင်စာတွေကိုလွှင့်ပြပြီးအစ်စ်ပဲထက်ကြွေးကြတာပေါ့ ဒါနဲ့ဒိုင်လွန်ထားတဲ့အစာတွေကိုစားမိထားတဲ့ကြောင်နေတော့ဘာမှမဖြစ်တော့ပါဘူးနော်။အင်းအခုထိဘာမှဖြစ်မလာသေးဘူးဆိုတော့အချိန်နေကောင်းနေတယ်နေ။အဲ့နောက်တော့ဖိုးထုတို့လည်းကြောင်နေကို အစာသည်ထက်ကျင်နေခဲ့တော့ရည်။အဲ့ဒီအချိန်မှာပဲမင်းကရောက်လာတယ်။ဟမ်အစာကြီးထက်ကျင်နေရလား။အကြီးဆုံးနာလေးနေမှာကြွေးထားသေးတယ်ခွ့။ဟမ်ဘာကြီးမိုင်းကြီးတဲ့ကြောင်စာတွေကဒိတ်လွန်နေရဗျ။ ဟုတ်လားဒါကြောင့်လေကြောင်လေးပူပူကမစားရတင်နေမိုင်းတေချာမကြည့်လိုက်မိလို့ sorry ပါကွယ်ရပါတယ်မိုင်းရဲ့မိုင်းလည်းမအားတဲ့ကြာလာကူပေးနေရတာဆိုတော့ဖြစ်တတ်ပါတယ်ဒါဆိုဒိတ်လုံတဲ့အစာတွေစားမိတာတွေကြောင်လေးတွေအတွက်ကျမ်းမာရေးစစ်ဆေးအောင်မိုင်းဆံဝန်သွားပေးလိုက်အောင်မယ်နော်ဟုတ်ကဲ့ပါမိုင်းဒိတ်လုံနဲ့မရင်လေသူတို့နာနီထွက်သွားခဲ့တော့ဒီပို့သူကိုလေးရောက်သွားတော့စကားပြောတဲ့အကြောင်းလေးနာနီမကွာနိုင်ဖြစ်နေခဲ့တာပါ ို့တို့နင်ဒီကြောင်နည်းပူပူစကားပြောတာကိုတကယ်ပဲနားလဲရလားဟုတ်တယ်ဟာငါကို့အကူတော့မယုံနိုင်ဖြစ်နေဟာမိဝါရဲ့ရှမ်းကြိုက်တဲ့အယုံလေးပြောက်နေရမဟုတ်လားအဲ့ဒါကလေးအောင်မှကြနေဟမ်တကယ်လားမိဝါလေးတိတိကျင်းမင်းသူ့အမေကိုဖုန်းဆက်လိုက်တယ်ဟယ်လိုမေဟိုသမီးကလေးအောင်မှလေအယုံလေးကြနေရလားဆိုတာကြည့်ပြီးလို့ရမလားဟင်ဘာယုံလေးသမီးရဲ့အမွေးပါယုံလေးပါမေရဲ့သွားကြည့်ပြီးပါနော်အေး အမေခုပဲဝင်ကြည့်လိုက်မယ်။ဟုတ်ကဲ့မီ။အမွေဘရုပ်လေးကကနေရောက်မှရှိနေရဲ့တမီးရဲ့။ရှင်။အဲ့လိုပြောပြီးမိဝိုင်းကဖုန်းချလိုက်တော့တယ်။ဝါ။ဒီကျောင်းကတော်တော်ဆွမ်းတာပဲ။ပေါ့ကြောင်များလား။အင်းဒီကျောင်းကတော်တော်ဒူးဆန်းတာပဲ။တွေ့ရမှန်းသမျှပြန်ရှာပေးနိုင်လောက်တယ်နော်။ဟုတ်တယ်ဟာ။မင်းတို့ဖွဲ့ကဒီကျောင်းကရာအတွက်ငွေရှာနေရတာပင်မနေရောပေါ့။ဒီတက်ကငါတလေပြန်ကူရှာပေးမယ်။ ဘလို့ရှာပြီးမှလဲအချားမြင်နေပါဇလုံးနဲ့ပို့သူလည်းအကြံရသွားကြည့်နောက်တော့ပို့သူတို့လည်းလမ်းမမှာစပွဲလေးထားပြီးကြောက်ပူပူကိုတင်ထားလို့ပျောက်တာမှန်မှန်ရှာပြီးရဲ့လုပ်ကိုလုပ်တော်လေအဲ့ဒီအချိန်မှာပဲသူတို့နာကိုဦးလေးကြီးတက်ခွာရောက်လာခဲ့တယ်ဟာပျောက်တာမှန်မှန်ရှာပြီးတဲ့အကြောင်းဆိုတော့ဒီကြောင်ကလူစကားတက်တာလားမဟုတ်ပါဘူးကျွန်တော်ကကြောင်စကားနားလေတာပါ ။အော်တဲဟုတ်ပါလား။အဲ့လိုပြောပြီးဦးလေးကြီးကထွက်သွားခဲ့တော့တယ်။ဖို့သူဟိုရွာထဲကလူတွေကဘာမှမပြောကြအောင်နေတူတယ်။တို့လူကဖြစ်ပါမလား။ငါအတင်တော့မပြောကြတာမဟုတ်ပဲနဲ့မသိကြသေးလို့ထင်တာပဲ။ဒါဆိုငါတို့လိုက်ကြညာကြမလား။နင်းနီခဏနေလူတွေရောက်လာလိမ့်မလား။ကျောင်းလေးကခဏနေလူတွေရောက်လာမယ်လို့ပြောတယ်ဟဟေးဟုတ်လားတလူနဲ့တိတ်မကြခင်သူတို့နာကို အတော်ကြီးတယောက်ရောက်လာခဲ့တာပါပို့ထုတို့ရေအိုးတယောက်ကမင်းတို့လေးရပျောက်တာမှန်သမျှရှာပေးနေလေပြောလို့ကြောက်လာခဲ့တာတော့ဟုတ်ကဲ့ပါအကြီးဟိုအကြီးကဘာပြောက်သွားလဲအကြီးယောက်ျားပါဗျာအကြီးယောက်ျားအရင်ရက်တွေကအိမ်ကုန်ပြန်မလာတော့ဘူးအဲ့ဒါရှာပေးပါအောင်နော်ပျောက်နေအောင်မဟုတ်ပေရှာရဲရနွားလည်းကောင်ပျောက်သွားလို့ပြန်မလာရေးတာပါဒီနေ့အဲ့ဒီနွားကိုလေရှာတွေ့သွားပြီးတော့ပြန်လာပါလိမ့်မယ်ဟုတ်တူလေကြောင်လေးပုပ်ပုပ်ပြောတဲ့အတိုင်း ပြန်ပြောပြလိုက်တော်ရီကျေးဇူးပါပဲကွယ်ကျေးဇူးပါပဲဒလိုနဲ့တော်ရီလေသူတို့အလူငွေလေးထည့်ပြီးပြန်သွားခဲ့တော်ရီမာအလုတ်ဖြစ်တာပဲတကနလီနဲ့2000ရသွားပြီခဏအကြာမှာကြာကြီးကရောက်လာခဲ့သည်ဟဲ့မိုင်းကြာကြီးပါလားဘယ်လဲတော့ဟိုမိမိုင်းတို့စီပဲလာခဲ့တာပါမိုင်းရဲ့ဆွဲချိုးလေးပြသွားလို့လာမေးတာဟမ်အော်ဆွဲချိုးကအိမ်နောက်ကစီယုံထဲမှာရှိပါတယ် ရေကျွေးနဲ့ရေဟိုးတဲ့ကိုကြာသွားခဲ့တာပါဘိုးထူကလည်းကြောင်လေးပြောတဲ့အတိုင်းပြန်ပြောလိုက်တော့တယ်ဟဲ့ဟုတ်လားဦးကျေးဇူးတင်လိုက်တာကြောင်လေးရဲ့အဲ့ဒီဆဲကျိုးလေးကအဖေပေးတာဆိုတော့ပျောက်သွားတာတင်စုခံရမှာပါအဲ့လိုပြောပြီးကြာကြီးကလည်းအလူငွေထည့်ပြီးတော့ပြန်သွားခဲ့တော့တယ်အလူနဲ့တယောက်ပြီးတယောက်ပျောက်တာလာရှာပြီးနောက်မှာညနေလဲဆောင်းသွားခဲ့တော့တယ်ကဲဒီနေ့တော့ဒီလောက်ပဲနောက်နေ့မှထပ်လာကြတာပေါ့ဒီကြောင်ကတို့ရည်မကောက် တပင်ကုန်းရမှာနာမည်ကြီးနေပြီလားအဲ့တော့မကောင်းလားတို့ဘောရဲ့ကြောင်နေရတဲ့အစာတွေဖောဖောတည်တည်ဝယ်ထားလို့ရတာပေါ့ဟာအဲ့ဒီအချိန်မှာလေသူတို့ချုံနေနာအနေချောင်းကြည့်နေတဲ့တကွနှစ်ယောက်ကိုတော့ဘသူကမှသတိမထားမိခဲ့ပါဘူးနောက်နှစ်ယောက်တော့ဘူတူကအိမ်ရှိမှာအလေးမှပြီးလေးချင်ငံလုံနေခဲ့တယ်၄၅၆၇၈၉ တစ်စိမ်အမလေးအလေးတော့ကိုကြားလိုက်တယ်မလေးမလေးမောလိုက်တာကွာအဲ့ဒီအချိန်မှာပဲငပင်းကဖိုးထူးနာကိုအပြေးရောက်လာခဲ့တယ်ဖိုးထူးရေဖိုးထူးဟေးဘာလဲဟာငါလေလာတက်နင်းမိနေအောင်မေဒလုံနဲ့ငပင်းကအမောဖြေလိုက်တယ်ဟိုဟိုဒိုးကြောင်ကြီးပျောက်သွားပြီဟာဟေးဘဲကြောင်တော့ဟိုကြောင်ဖို့ကဟာကြောင်ဖို့ကိုပျောက်သွားပြီဟာတွားရောပဲ ခုမှပတ်စံရှာနေတော့ဟိုဘလို့ဖြစ်ပြီးတော့ပျောက်သွားတာလေဟိုမိုင်းမဲကြီးပြောတာတော့မင်းညာမွေးရနေတော့ကြောင်တော်တန်ကြားလိုက်ရတယ်လို့ပြောတယ်ဟာဒါလို့ဆိုတော့တော်ရီယာကောင်တကောင်ကောင်ကလာစားသွားတာများလားအဲ့တော့ငါလည်းမသိဘူးဟာတို့ဒီဂီယာကိုပဲအရင်သွားကြည့်ကြမလားအင်းလေဒါလို့ဆိုလဲသွားတာပေါ့ဟိုဒါနဲ့ခဏလေးငါစပိန်သွားယူလိုက်အောင်မေ ကဲရပီးတဟိသွားကြရအောင်တပတ်မှာတော့တုပ်ပေါ်နဲ့မိဝိုင်းကဆိုင်ငယ်စီပြီးကြောင်ကြီးအောင်တောင်းဖို့အတွက်ထွက်လာခဲ့ကြတာပါအဲ့ဒီအချိန်မှာပဲအိမ်ဒိန်လေးကိုလူမိုက်ပုံစံနဲ့လူနှစ်ယောက်ကအိတ်ကံမိဝင်သွားတာကိုမိဝိုင်းကအမတ်မတင်တွေ့သွားခဲ့တယ်ဟဲ့တော့ဆိုင်ငယ်ခဏရအောင်ဘာလို့လဲမိဝိုင်း ဟာရက်မမြင်လိုက်စမ်းမဒါနဲ့တုပ်ပေါ်နဲ့ဆိုင်ငယ်ကိုရက်လိုက်တယ်ခွန်ဝင်းနဲ့ဝင်သွားတဲ့လူနှစ်ယောက်ကိုတွေ့လာอืมတွေ့တော့ရေဘာလို့လဲအဲ့လူနှစ်ယောက်ကထူးဆန်းတယ်လို့မထင်ဘူးလားမထူးဆန်းပါဘူးမိမရဲ့နောက်တက်သွားကြမယ်ခဏလေးခဏလေးအဲ့လိုပြောပြီးမိဝိုင်းကလူမိုင်းနှစ်ယောက်ဝင်သွားတဲ့ဝင်းနေကိုဝင်သွားခဲ့တော်တယ်ဟာဒီမိဝိုင်းတော့မိဝိုင်းဟဲ့မိဝိုင်း မိဝိုင်းကတော့ဘလို့ကောကောမကြတော့ပါဘူးဘလို့နဲ့တူပေါ်လေးဆိုင်ကြီးကိုရက်ပြီးမိဝိုင်းနောက်ကိုလိုက်ရတော့တယ်အိမ်နောက်တော့တူပေါ်လေးမိဝိုင်းရဲ့နေကိုချောင်းကြည့်နေရင်တော့ရောက်လာခဲ့တာပါဟဲ့မိဝိုင်းဒါကသူများဝင်တော့လာသွားကြမယ်ခဏလေးဟာအတရာဖေးကထူးဆန်းနေလာပါထူးဆန်းမနေနဲ့သွားကြစို့ဟမ်တူပေါ်အဲ့လိုပြောနေတော့ကျောင်းဝတ်တန်ကိုကြားလိုက်ရတာပါဟမ်ကျောင်းဝတ်တန်မလားမဟုတ်မှား ဒလိုနဲ့မိဝိုင်းလေးအိမ်ထဲကိုတိကျပြန်ပြီးတော့ချောင်းကြည့်နေခဲ့တော့တယ်အိမ်ထဲမှာတော့လူမိုင်းနှစ်ယောက်နဲ့တူမိုင်လုံးနဲ့ငတက်ကကြောင်ကိုလောင်ရင်နဲ့ထည့်ထားပြီးဈေးပြတ်နေခဲ့ကြတာပါဒီကြောင်ကပျောက်တာမလည်းများအကုန်ရှာနိုင်နေဆိုတော့တိကျလာတိတ်တိကျတာပေါ့ဆိုင်းမေကျွန်တော်တို့ကမပိုင်ရင်ချင်းအောင်မရိုက်တဲ့ကောင်းနေပါဗျဟာဟုတ်ပြီလေအဲ့ဒီကြောင်ကိုဘယ်လောက်နဲ့ဈေးကုန်မှာလဲတက်ထောင်မှာရရလေဖဲ့အောင်မင်းညို့ ဝင်တောင်ပေးလိုက်စမ်းဟုတ်ကဲ့ဆိုင်မေဒီလိုနဲ့မင်းညို့လေမိုင်လုံးကိုဝင်တောင်ထုတ်ပေးလိုက်တီဟာခမရတော့ကျုပ်ကိုလာနောက်နေရကျုပ်ပြောတဲ့တထောင်ကသိန်းနဲ့ထောင်ပြော့တာဟာဟာဒီလိုဆိုပဲဖြစ်မှာလေဒီကြောင်ကသိန်းနဲ့ထောင်မှမတက်တာမပေးနိုင်ဘူးကွာဒီကောင်တွေတို့ဟာတလာလို့နေရတာသိန်းတထောင်ဆိုတာခမရတို့ဒီကြောင်ပြန်ရှာပြီးမယ်ရွှေသိတာနဲ့ဆိုင်ပါမွားလေးဆိုတာမမေ့နဲ့လူပိုင်းငမင်းနဲ့ကောင်နေမင်းနဲ့ချင်းဆိုင်လဲကြပြီးတော့ တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။ဟုတ်ပြီလေဒါလို့ဆိုလဲပေးရတာပေါ့။အဲ့လိုပြောပြီးသူတို့ယူလာတဲ့ငွေသစ်တောင်ပေးလိုက်တော့တယ်။ကြောက်တယ်မ။ခမရတို့တောင်သိမ့်တက်တာ။မိဝိုင်းနဲ့တုတ်ပေါ်လေမိုင်လုံးတို့အိမ်ထဲကိုကြောင်ကြည့်နေရကအသည့်ပြောင်းဝင်လာခဲ့တယ်။ဟေးလောက်ကြအောင်ပို့ဖို့လေးကိုခေါ်သွားတော့မှဖူးထူတို့အကြောင်းကြားမယ်နေ့မှာဖုန်းပါလားပါမလားဟုတ်ဟဲ့အဲ့ဒါမှဒုက္ခပဲ ဖိုးထူးနဲ့ငပိန်ကလည်းကြောင်ကရာကိုစပိန်နဲ့သွားနေရတာတပ်ဘောဆိုင်ငယ်ကိုတွေ့သွားခဲ့။ဟာဒါတပ်ဘောဆိုင်ငယ်မဟုတ်လား။ဟုတ်သားပြီ။ဘလို့ဖြစ်ပြီးတော့ဒီလိုရောက်နေရလဲ။အဲလိုပြောပြီးအိမ်ထဲကိုကြည့်ရောက်သွားချိန်မှာတပ်ဘောနဲ့မိဘကြီးကိုတွေ့သွားခဲ့တော့လေ။ဟာဟဲ့နီအဲ့ဒီမှာမလုပ်နေကြရလေ။မိဝိုင်းတို့လေဖိုးတူတို့ကိုမြင်သွားခဲ့ပြီးတော့နားခဲ့ဖို့အတွက်လက်ရက်ခေါ်လိုက်တော်ရင်တို့ကိုခေါ်နေရဲ့ဖိုးတူက ဘာဖြစ်နေလဲမသိဘူး။နာတော့ကြည်အောင်။ဒီလိုနဲ့ဖိုးထုတို့လည်းမြေဝိုင်းတို့ရှိနေတဲ့ဝန်းထဲကိုဝင်သွားခဲ့တော်တယ်။ဖိုးထုတို့ဝင်းထဲကိုရောက်မှတော့လူမိုင်းနှစ်ယောက်ကကြောင်ကိုကင်ပြီးအိမ်ထဲကနေထွက်လာတဲ့တိုးတော်တာမှာအမလီလန့်လိုက်တာ။မင်းတို့ကဘာသူရဲ့လဲ။ဒါနဲ့ဖိုးထုလည်းသူတို့ရဲ့တရားကြောင်ကိုမြင်သွားခဲ့တယ်။ဟာ။ဒါကဒုရှာနေရဲ့ကြောင်ဖူးဘူးပဲ။ဟာဟုတ်တာပဲ။ဒီကောင်တွေကကြောင်တကူတွေပဲ။ ဖမ်းကြဟေးဖမ်းကြဒီလိုနဲ့တို့အဖွဲ့လေးလူမိုင်းနှစ်ယောက်ကိုဖမ်းဖို့လို့မဟဲ့ဟဲ့လူမနေပြီနော်တို့ကတကူမဟုတ်ဘူးကဒါဆိုဘာလို့ဒီဆောင်ကကိုကြီးတို့လည်းတဲကိုရောက်နေရလဲအဲ့ဒါဝယ်တဲ့လူရောက်လာလीဘာလို့ဝင်ရမှာလဲဒီဆောင်ကကျွန်တော်တို့ကြောင်ပြပြီဗျခုချက်ချင်းပြန်ပြီဆိုင်မေးပြည့်ဟေးပြည့်ပြည့်လူမိုင်းနှစ်ယောက်လေးပို့သူကိုလက်ထရရနေလွတ်အောင်လို့အဲ့နေရာကနေထွက်ပြေးတော်တယ် လူနဲ့လူမိုက်နှစ်ယောက်ကကြောင်လိုက်ရင်ခိုင်ပြီးရှေ့ကနေထွက်ပြီးဘိုးတို့တို့အဖွဲကလည်းနောက်ကလိုက်နေရွာထဲမှာပြောင်းဆက်နေသေးတော်လေးတခုပြို့တခုတခုဘိုးတို့အဲ့လိုအော်လိုက်တော့ဘိုးတို့နေသားနေကလမ်းလျှောက်လာနေရကလူမိုက်နှစ်ယောက်ပြေးလာတာမြင်သွားခဲ့ပြီးလှန့်ဖန့်ကြတော်လေးလူမိုက်နှစ်ယောက်ကဟာမဟုတ်တာနဲ့နှုတ်ဆက်မှာမလွတ်နိုင်မင်းတို့ကတခုမဟုတ်မဟုတ်ပါဘူး ကျိုးတို့ဟာရိုးရိုးသားသားလောက်ကန်စားတော့တဲ့သူတွေပါအဲ့ဒီအချိန်မှာပဲဖိုးထုတ်ဟုတ်ခွေးကပြင်းကြီးနဲ့ရောက်လာခဲ့တော့တယ်အမလေးအမလေးမောလိုက်တာကိုေးဖို့တော့ကြောင်တကိုးတွေကိုဖမ်းထားပြီလူကျေးဇူးပါဗျာဟမ်သူတို့ကကြောင်တကိုးတွေလားဟုတ်တယ်ဗျပျောက်တာမှန်သမျှရှာပြီးတဲ့ကြောင်ခို့သွားကြတာသူတို့မသိသေးတာလေဒီကြောင်ရဲ့စကားကိုဖိုးထုတ်တယောက်တည်းနားလေတယ်ဆိုတာပဲဟမ်ဆိုင်မေးချုပ်တို့ ဂျင်းတဲ့ခန်းလိုက်ရတာပဲဗျဂျင်းတဲ့ခန်းလိုက်ရရင်လုံမနေနဲ့လာတကြီးအိမ်ကိုသွားကြမယ်ခဏလေးကိုကြီးဖို့တော့ကိုသမီးတို့ကြောင်းရင်းယူထားလိုက်မယ်အဲ့လိုပြောပြီးမိဝိုင်းကကြောင်းလိုက်အိမ်ကိုယူထားလိုက်တော့တယ်အလိုနဲ့ဘိုးတော်တို့လည်းလူမိုက်နှစ်ယောက်ကိုခေါ်ပြီးတကြီးအိမ်ကိုထွက်သွားရင်းနဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်